မာဂရက်ပြည်နယ်မှာကမလာဆိုတဲ့အဝိရှောသမလီကသူ့ခင်မုန်းနဲ့တူထိုင်နေခဲ့သူတို့မှာကလေးမရှိခဲ့ပေမဲ့တယောက်နဲ့တယောက်အပြစ်မတင်ခဲ့ပါဘူးဒီနေ့မှာပဲကမလာကအမြင်လုံးနေချာတိုင်းမျက်နာမှာအဝိရှောနေတော့ရိုတရချင်းောင်းလေးတခု မြစ်ထဲကနေမျောလာတယ်ဟေးသူစတဲ့ချင်းောင်းကဘယ်ကနေမျောလာပါလဲအဲ့ဒီအချိန်မှာပဲကမလာကချင်းောင်းထဲကကလေးတယောက်ရဲ့ငိုတောင်ကြားလိုက်ရပါတယ် အလိုဒီထဲမှာကလေးတယောက်ရဲ့အသံပဲကမလာဒုတချောက်အကူကြီးနဲ့ချင်းချောက်ကို သူမစီကို ဆွဲယူလိုက်တယ်။သူမကြည့်လိုက်တဲ့အခါကလေးလေးတယောက်ကို တွေ့လိုက်ရပြီးတော့သူမမျက်နှာဟာစစ်စရာကောင်းတဲ့အဖြုံးလေးပေါ်လာတယ်။အိုးဖီးယားသခင်ဒီကလေးကအရန်လာတာပဲ။သူ့ရဲ့မျက်လုံးလေးတွေကဘလောက်တောင်မှစစ်စရာကောင်းလိုက်လေ။ကျမဒီလောက်လာပါတဲ့ကလေးတယောက်ကိုတစ်ခါမှမမြင်ဘူးပါဘူး။ ကမလာကအနီးပတ်ဝန်းကျင်ကိုကြည့်လိုက်ပေမယ့်ဘသူ့ကိုမှမတွေ့ခဲ့ပါဘူးဒီလိုနဲ့ကလေးလေးကိုအိမ်ထိခေါ်သွားခဲ့ဒီကလေးကဘသူ့ကလေးလဲကမလာရဲ့ခင်မောကမေးလိုက်တာကြောင့်အတိအူဒီကလေးကိုကျမမျက်နှာမှာစင်တောင်းထဲမှာမျောလာတွေ့လို့အနီးနားမှာလည်းဘသူမှမရှိရကြောင်းသူ့ကိုခေါ်လာခဲ့တာဘာမြစ်ထဲမှာတွေ့ခဲ့တာဒါပေမဲ့ဘသူကကလေးတယောက်ကိုမြစ်ထဲမှာချားခဲ့မှလဲမသိဘူးဒါပေမဲ့ ျမချင်တာသူ့မိသားစုအားသူ့ကိုမလိုချင်တာကြောင့်ဖြစ်ထားခဲ့ရတဲ့သူရဲ့ဖျားသခင်ကကျမတို့စီပို့ပေးခဲ့တာပါဒါပေမဲ့ကမလာဂျာမန်လေးမှန်ပါရဲ့ကျုပ်တို့ဘသူကလေးကိုမှဒီလိုယူထားလို့မဖြစ်သေးဘူးလေဒီကလေးဘသူကလေးလဲဆိုတာသိအောင်လုပ်ရမယ်မဟုတ်ရင်ရန်နေငယ်ကြပြီးတော့သူ့မိသားစုအားဒီကိုလျှောက်လိုက်သူ့ကိုကျုပ်တို့ကိုခုံမှုနဲ့ဆွတ်ဆဲလိုက်မယ်ဘာလို့အဲ့လိုပြောရတာလဲအမှန်တမ်းပြောရင်မင်းဒီကလေးနဲ့ပြောနေတာတွေ့ရလို့ငါလည်းအယမ်းပြောတယ် သူ့မျက်လုံးကြီးကအယမ်းလာတယ်အပြာရောင်မျက်လုံးလေးဒါကြောင့်သူ့ရဲ့နာမည်ကိုကောင်းခင်ပြားလို့ပေးမယ်တနေ့ကြပြီးနောက်မှာပဲတနေ့မှာကမလာအဲ့ဒီမျက်နှာမှာအဝေ့လျှော်နေရောအရင်ကလိုပဲခြေနောက်တလုံးကနေမြေထဲမျောလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီထဲကနေလေကလေးတယောက်ရဲ့ငိုတန်းကိုကြားလိုက်ရတယ်။အိုးဖျားသခင်ကြားပါလေနောက်ထပ်ကလေးတယောက်လားဘလို့မိခင်ရောက်ကသူမကလေးကိုဒီလိုမျိုးမြစ်ထဲမှာပြစ်ချရဲကြတယ်ကျမနားမလဲတော့ ကမလာဟာကလေးမလေးကိုကြည့်လိုက်တယ်။ကောင်းကင်လိုပဲ သူမမှလည်းလှပတဲ့အပြာရောင်မျက်လုံးတွေရှိရဲ့။ဒီကလေးမလေးကိုလည်းမြစ်ထဲမှာတွေ့ခဲ့တာပါ။ဘာနောက်ထပ်ကလေးတယောက်လား။ဒါပေမဲ့ဘသူကဒီလိုလုံနိုင်တာလဲ။ကျမတေချာတဲ့ဒီကလေးတွေရဲ့မိဘတွေကတော်တော်ဆိုးတဲ့မိဘတွေဖြစ်လိမ့်မယ်။ကျုပ်တို့မှတခါမှကလေးမရဘူး။သူတို့မှကလေးတွေရှိပေမဲ့လုံးဝတမိုးမထတတ်ကြရပဲ။နားထောင်မှာသူမျက်နှာနဲ့မျက်လုံးတွေကလည်းကောင်းကင်လိုပဲလှရဲ့။ ဒါကြောင့်သူ့နာမည်ကိုလီလာလို့ပေးမယ်။ဟုတ်တယ်။ဒါအရင်ချစ်စရာကောင်းတဲ့နာမည်ပဲ။ကောင်းခင်မှာလည်းညီမလေးတယောက်ရပြီ။အရင်ကောင်းတာပေါ့။ကမလာနဲ့သူ့ယောက်ျားတို့ရဲ့မပြည့်စုံတဲ့မိသားစုကအခုတော့လည်းပြည့်ပြည့်စုံသွားပြီပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့နန်းတော်ထဲမှာထူဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုရှိနေရင်ဘာကြောင့်လဲဆိုရင်ဒရင်မင်းမြတ်နဲ့ဇနီးတဲ့မိဖုရားကြီးကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။ဒါဖြစ်ကြလေတာ။ဘာဖြစ်လို့ဒီလောက်ဆိုးရိမ်နေရလဲ။အမေကျွန်တော်တို့ဘာတွေဖြစ်နေရလဲမသိရော ်အရင်တော့ကျွန်တော်တို့ရဲ့ပထမအဆုံးကလေးကွဲလွန်ခဲ့တယ်ပြီးတော့ဒုတိယကလေးကိုမွေးပြရတဲ့ကျွန်တော်ဇနီးကကလေးနဲ့အတူတူနောက်ဘဝစီကိုရောက်သွားခဲ့တယ်အခုကျွန်တော်ဘသူ့အကူအညီနဲ့အသက်ရှင်ရမလဲအမေကြည့်ပါသားရဲ့ဘာပဲဖြစ်ဖြစ်မင်းရဲ့ပထမအဆုံးကလေးနှစ်ယောက်ကကွဲလွန်ခဲ့ပြီဇနီးလည်းမရှိရောဘူးအခုဝမ်းနေနေလို့ဘာမှချုံမှာမဟုတ်ဘူးဘဝကိုဆက်လျှောက်လန်းပြီးတော့နိုင်တော်ပြုပါ။အိုးအမေအမေဘာကြီးပြောနေရလဲ။ကျွန်တော်နိုင်တော်မပြုနိုင်အောင်ကျွန်တော်ကွယ်လွန်သွားတဲ့ဇနီးကိုအယမ်းချစ်တယ် သူရှိရှိမရှိရှိသူ့နေရာကိုဘသူကိုမှမပေးဘူးဘယ်တော့မှလည်းမပေးဘူးလူမိုက်လုံးမနေနဲ့အိမ်တော်ဖြူပါမင်းရှိမှဘဝတောင်ကြီးလိုရှိလျားသေးရဲ့အမေဆုံးသွားခဲ့မိတယောက်တည်းဖြစ်နေမှာပေါ့အမေဘာပဲပြောပြောကျွန်တော်နောက်ရတာမဖြစ်ဘူးတဖြည်းဖြည်းချိန်လေးကုန်လုံပြီးတော့ဆယ်နှစ်ကြာသွားခဲ့ဘီမီမြက်ကသူ့ရဲ့အထီးချက်မှုဖြည့်ဖြောက်ဖို့အတွက်အချိန်များစွာတော့ထဲမှာကုံဆုံးလေးရှိရင်ဒီနေ့မှသူတော်ရရတဲ့ပင်တပင်သားမှထိုင်နေတော့ အပြာရောင်တောက်ပပြီးတော့လှပတဲ့သမီးတစ်ခါကိုတွေ့လိုက်ရတယ်။အိုးဒီလိုလှပတဲ့အပြာရောင်သမီးကိုငါတစ်ခါမှမမြင်ဘူးပါဦး။ဟုတ်တယ်။ငါသူ့ကိုတစ်ခါလောက်တော့ထိကြည့်ချင်တယ်။ဘယင်မင်းမြက်ကအဲ့ဒီသမီးကိုစိတ်ဝင်စားသွားပါတယ်။သူကတဖြည်းဖြည်းချင်းသမီးစီကိုရှောက်သွားတယ်။သမီးကအပြေးမြန်လာကြောင်းနဲ့ဘယင်မင်းမြက်ကသူ့နောက်ကိုလိုက်သွားပြီမဲ့မဖမ်းနိုင်ခဲ့ပါဘူး။နောက်ဆုံးမှတော့သူဟာမြားနဲ့သမီးကိုဖမ်းဖို့ဆုံးဖြတ်ချလိုက်တော့တယ်။အပြာရောင်သမီးကိုကင်းလိုက်ကြတယ် သူအပြောက်ွယ်သွားတော့တယ်။ဒါ့ကိုတွေးရောဘယင်းမြင်းမြန်အော်သွားတယ်။ဒါဘလို့ဖြစ်နိုင်မှာလဲ။တမီဟာငါမျက်စိရှိရနဲ့ဘလို့ပြောက်ွယ်သွားနိုင်တာလဲ။ငါအဲ့ဒီတမီကိုနန်းတော်မှာမွေးထားခြင်းနဲ့သူ့ကိုကျွန်တော်အနာမှာထားခြင်းနဲ့ဘယင်းမြင်းမြန်ကဒေါသတကြီးနဲ့နန်းတော်ကိုပြန်သွားတယ်။အဲ့ဒီနောက်တော့ဝင်ကြီးတွေကိုမိတ်ကြပါတယ်။ငါကိုတော်မြတ်ဒီနေ့ထူးဆန်းတဲ့အပြန်အောင်တမီတကောင်ကိုတွေ့ခဲ့တယ်။ပြီးတော့အဲ့ဒီအပြန်အောင်တမီကိုဘလို့နီးနဲ့မဆုံငါလိုချင်တယ် ဘာပြောလိုက်တယ်။အပြောင်းသမီးလား။ဘာပြောနေရလဲ။ဒီလိုသမီးမျိုးမရှိဘူး။ဒါထင်အောင်ချမဖြစ်နေရပဲဖြစ်လိမ့်မယ်။မဟုတ်ဘူးမဟုတ်ဘူး။ကျွန်တော်ပြောအမှန်ပါရဲ့မေ။ကျွန်တော်ဒီပြောင်းအောင်သမီးကိုကျွန်တော်မျက်လုံးနဲ့တွေ့ခဲ့တာ။ကျွန်တော်သူ့ကိုထိရောက်မင်းဆိုရင်မင်းသူကျွန်တော်မျက်စိရှိရနေပျောက်ကွယ်သွားတယ်။ဟုတ်တယ်။ကျွန်တော်သူ့ကိုဖြစ်လိုက်တဲ့အခါဘာဖြစ်သွားမယ်မသိဘူး။ဒါပေမဲ့ဘီရင်မင်းမြတ်ကျွန်တော်တို့လည်းဒီနေ့အထိအပြာရောင်သမီးအကြောင်းမကြားဘူးပေါ့ တယောက်ထဲနေတဲ့အတွက်ထင်အောင်ထင်မှားဖြစ်နေတာဖြစ်နိုင်တဲ့ဘယင်မင်းမြန်မဟုတ်ဘူးဝင်ကြီးစာကြောင်းတစ်ကြောင်းနဲ့ဦးပဲချက်ခါတလဲလဲပြောတော့ငါမကြိုက်ဘူးအပြောင်းသမီးကိုတွေးခဲ့တယ်လို့ပြောပြီးပြီးနှလုံးမစရာအကြောင်းလည်းမရှိဘူးတောင်းမမရဲ့ဘယင်မင်းမြန်တောင်းမမဒါပေမဲ့ဒီအပြောင်းသမီးကိုကျွန်တော်တို့ဘယ်မှာရှာရမလဲဆိုတာပါသူ့ကိုငါအထီးကျန်ချိန်တွေကိုကုံဆုံးလေးရှိရဲ့တောင်းအုပ်ထဲမှာတွေ့ရမှာပါအဲ့ဒီမှာအပြောင်းသမီးကိုတွေ့ရမှာနားလေလားဘယင်မင်းမြန်ရဲ့အမေအရာဝင်ကြီးကစစ်သားရင်နဲ့အတူတူ ဒေါ်လေးကိုအပြောင်းသမင်လိုက်ဖို့အတွက်ထွက်သွားတယ်။တပတ်မှာတော့နန်းတော်ထဲမှာအဝင်ကြီးနဲ့အစ်စ်သားအားလုံးကစိတ်ပြတ်အားငယ်စွာနဲ့ဂရေမီမျက်စီကိုတွားပြီးတော့ပြောတော်တယ်။ဟာဘာဖြစ်ကြလဲ။ခမည်းတော်အားလုံးလက်ပလာနဲ့ဘာလို့လာရလဲ။တောင်းမှန်ပါရဲ့ဂရေမီမျက်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအပြောင်းသမင်ကိုဘယ်မှမတွေ့ခဲ့ဘူး။ဟာဘာပြောလိုက်ကြ။မင်းတို့အဲ့ဒီအပြောင်းသမင်ကိုဘယ်မှမတွေ့ခဲ့ဘူးလား။ဘလို့ဖြစ်နိုင်ပါလေ။ तू आ မြေကြီးတဲ့ဝင်သွားလား။ဘီမီမြန် ကျွန်တော်တို့တောအုပ်တစ်ခုလောပတ်ပြီးတော့စူးစမ်းခဲ့။ဒါပေမဲ့တမင်ကိုတော့မတွေ့ခဲ့ဘူး။သူ့ပုံရိပ်တူတော့မတွေ့ခဲ့ဘူး။မင်းတို့ဘသူမှဘာမှမလုပ်နိုင်ကြဘူး။ဒီပြည်နယ်တစ်ခုလုံးမှာတလို့စုံစားလိုက်ပါ။ဘသူမဆိုငါကိုတော့အတွက် အပြောင်တမင်ကိုယူလာပေးတဲ့သူသူ့လိုကျင်တဲ့ဆုလက်ပေးမယ်။ဘယင်မင်းမြတ်ရဲ့အမေအရာပြည်နယ်တစ်ခုလုံးမှာတလို့စုံစားလိုက်တယ်။ဘသူမဆိုအပြောင်တမင်ကိုဖမ်းလာနိုင်ဘယင်မင်းမြတ်ကသူ့လိုကျင်တဲ့ဆုလက်ကိုပေးမယ်လို့ပြောလိုက်တယ်။ အားလုံးအဆုလက်အတွက်တမင်လိုက်ဖို့ထပ်သွားကြရင်ဒါပေမဲ့ဘသူမှတမင်ကိုမတွေ့ခဲ့ကြဘူးဒီနေ့မှာနန်းတော်တွေကိုအသက်ကြီးရဲ့မုံဆိုးတယောက်လျှောက်လာတယ်အယိုသေးပေးပါရဲ့ဘယင်မင်းမြတ်အယိုသေးပေးပါရဲ့ပြောပါတင်တူလေးတီယိုပါလာလောက်ကြလေဘယင်မင်းမြတ်ကျွန်တော်ကမုံဆိုးတယောက်ပါပြီးတော့ကျွန်တော်ဘယင်မင်းမြတ်အတွက်တမင်ကိုလိုက်ပြီးတော့ယူလာပေးပါမယ်ဘာပြောလိုက်တယ်တင်တရားငါအတွက်တမင်ကိုလိုက်ပေးပါလားဘယင်မင်းမြတ်ကျွန်တော် အသက်အရွယ်နဲ့ကျော့ရဲနေတဲ့အသားကြီးကိုမကြည့်ပါနဲ့အခုခန္ဓာကိုယ်ကအုံမင်းသွားပြီမယ်ခွန်အားအရင်အတိုင်းပါပဲဘယင်မင်းမြတ်ကောင်းပါပြီတင်းရဲ့အဲ့ဒီအပြာရောင်တမီကိုဖမ်းလိုက်ဒါကျွန်တော်တို့အတွက်အယံပျော်စရာကောင်းတဲ့ကိစ္စပဲငါတို့ဘလို့နီးနေမဆိုလို့ခြင်းနဲ့ဘသူပဲယူလာယူလာအုံမင်းနဲ့သူဖြစ်ပါစေလူငယ်ဖြစ်ပါစေကောင်းပါပြီကောင်းပါပြီခဏလေးပဲစောင့်ပါဘယင်မင်းမြတ်အဲ့ဒီတမီဟာတင်းရဲ့ရှိကိုရှောင်နေပါလိမ့်မယ် ဒါဟုတ်ပြောပြရနဲ့အသက်ကြီးရမို့ဆိုတာတော်တဲ့ကိုထွက်သွားတော့တယ်။နောက်တနေ့မနက်မှာပဲအပြောင်သမီးကိုနန်းတော်ရှူလာတယ်။"အိုးကျွန်တော်ပြောခဲ့တယ်မလား။ကျွန်တော်ပြောခဲ့တယ်မလား။ကျွန်တော်သမီးကိုတွေ့ခဲ့တယ်။ဒီမှာကြည့်ပါဒီမှာကြည့်။အဲ့ဒီသမီးဟာအယမ်းလာတယ်။အယမ်းလာတယ်။ဖီးယားသခင်ကသူ့ကိုအယမ်းစိတ်ရှိရှိနဲ့ဖန်တီးချတာပဲ။သူ့ခေါင်းပေါ်ရွှေရောင်ဥကြိုတွေကိုကြည့်ပါ။ထူးခြားတယ်။တကယ်ပဲအံ့ဩစရာပဲ။ဒါတကယ်ပဲအယမ်းလာတဲ့အပြောင်သမီးပဲ။ ။ဒါပေမဲ့ဒါဘလို့ဖြစ်နိုင်မှာလဲ။မုံစိုးကြီးဒီနေ့တင်ကျုပ်တို့ရဲ့နှလုံးသားကိုအနိုင်ယူသွားခဲ့တယ်။ကျွန်တော်တင့်ကိုလိုချင်တဲ့ဆုလက်ကိုပေးမယ်။အဲ့ဒါကိုပြောပြရနဲ့ဘယင်မင်းမြတ်ကတမင်သားကိုသွားပြီးသူ့ကိုထိလိုက်တာနဲ့တမင်ရပြောက်ကယ်သွားတယ်။ဒါကိုတွေးတော့အလုံးအားအံ့ဟောသွားကြတယ်။အိုးဒါဘာဖြစ်သွားလဲ။ဒီတမင်ဘာလို့ပြောက်သွားလဲ။ဘယင်မင်းမြတ်တင်ဟာအပြောင်းတမင်ကိုလိုချင်တယ်လို့ပြောခဲ့တယ်။သူ့အတွက်တင်စိတ်ပူပန်နေခဲ့တယ် တင်းရဲစိတ်ပူပန်မှုကိုလျှော့ချဖို့အတွက်ကျွန်တော်တင်းရှိမှာတမင်ရဲ့ပုံရိပ်တစ်ခုကိုပြသခဲ့တာပါဒါဖန်တီးမှုရလှည့်စားမှုတစ်ခုပါပဲလှည့်စားမှုဆိုတာတက်ပါအောင်ဆိုလိုတာလေဘီမီးမြန်အမှန်တိုင်းပြောရရင်တင်းမဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်တာမန်လူတယောက်ပဲဖြစ်ဖြစ်အဲ့ဒီအပြောင်းအောင်တမင်ကိုဖန်လို့မရနိုင်ပါဘူးသူ့ကိုထူးခြားတဲ့မင်းသားတစ်ပါးတည်းသာထားနိုင်တာပါဘီမီးမြန်အိုးဒါဆိုရင်အဲ့ဒီသူဘယ်သူလဲဆိုတာသင်သိသလားကြည့်ပါဘီမီးမြန်သူက တင်းရဲ့ဒါဖြစ်ရပါလိမ့်မယ်။အင်းဒါပေမဲ့ကံမကောင်းစွာနဲ့ကျွန်တော်တို့မှဒါမရှိဘူး။ကျွန်တော်မှဇနီးလည်းမရှိတော့ဘူး။ဒါပေမဲ့ဘီရင်မင်းမြဲကြည့်ပါ။ကျွန်တော်ရှင်းရှင်းပဲပြောပါမယ်။တင်းရဲ့နှစ်ပူးပြင်ပေါ်မှာဒလိုရေးထားတယ်။တင်းဘွားမှာဒါတယောက်နဲ့သမီးတယောက်ရဲ့ပျော်ရွှင်မှုရှိရင်သူတို့ဟာဒီလောကမှာအသက်ရှင်လျက်ရှိနေပါသေးတယ်။ဒီနယ်တစ်ခုလုံးမှာဘီရင်မင်းမြဲမှာကလေးနှစ်ယောက်မွေးခဲ့တယ်ဆိုတာလူတိုင်းသိကြတယ်။ဒါပေမဲ့ဒီစကားကိုကြားတော့မိဖုရားကြီးရဲ့နှစ်ပူးပြင်ကချွေးတွေထွက်နေတာကိုတွေ့ရတယ်။ ။သူမညီလာခံအနေထပြီးသူမအခမ်းနာပရင်ပေါက်မှာရှက်နေရဲ့။ပြောစမ်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာငါမင်းကိုပေးခဲ့တဲ့ကလေးနှစ်ယောက်ကိုမင်းဘယ်မှာတတ်ခဲ့လဲ။အဲ့ဒီနေရာကိုငါ့ကိုပြောပြစီ။အစေခံကလည်းမိဖုရားကြီးဘာပြောနေရလဲ။ကျွန်တော်တို့မိဖုရားကြီးရဲ့အမိတိုင်းသူတို့ကိုတတ်ခဲ့ရပါ။တောင်းအောင်သားမှာပဲသူတို့ကိုမြောက်နိုင်ခဲ့ပါတယ်။ဘာကျမအဖန်ပြောရပါမိဖုရားကြီးကျမတို့ကလေးတွေကိုဘယ်သူမှမသိအောင်ဖောက်ပြက်ခဲ့ရပါငါမျက်စိရှိရတယ်အခုထက်တော့ မဟုတ်ရင်မကောင်းဗီဗီယာကြီးကနက်နက်ရှိုင်းရှိုင်းစဉ်းစားနေပြီးတော့အိမ်ရောက်ပြန်လဲအမတ်ရနေအဲ့ဒီအချိန်တော့ဘီရင်မင်းမြတ်ကမိဗီယာကြီးထံမိမတယောက်နဲ့တူတူရောက်လာခဲ့မိဗီယာကြီးဒီနေ့ကျွန်တော်မိဗီယာကြီးအတွက်အဖိုးမဖြတ်နိုင်တဲ့လက်စာတစ်ခုယူလာခဲ့တယ်ဒါကျွန်တော်စနေပါဒီနေ့ကစပြီးတော့သူမဒီပြည်နယ်ရဲ့မိဗီယာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီဘဝအသက်မှာပျော်ရွှင်မှုတွေပြည့်ဝဖို့အတွက်ကျွန်တော်တို့ကိုကောင်းချီးပေးပါဒါပေမဲ့ ။ဘာရီတဲ့သားမင်းငါတို့ရဲ့ခွင့်ပြုချက်မရပဲအိမ်တော်ပြုတ်လိုက်ကြတာ။ပြီးတော့ဒီမင်းကလေးကဘသူလဲ။ဘယ်မျိုးရွာလဲ။ဘယ်ပြည်နေရလဲ။ဘယ်မျိုးနေရလဲ။မိဖုရားကြီးဒီမင်းကလေးကအရင်ဆင်းရဲတဲ့မိသားဆိုတာပါ။ကျွန်တော်သူ့ရဲ့မျိုးရိုးနဲ့မျိုးနွယ်ဦးမဟုတ်ပဲ။ဒီမင်းကလေးကိုချစ်တာပါ။ဒါကြောင့်ကျွန်တော်ဘသူ့ကိုမှခင်ဦးဆိုင်ပဲ။သူ့ကိုလက်ထပ်ခဲ့တာပါ။ကောင်းပြီ။မင်းနေချင်းနေငါတို့ရောငါချိန်မဖြစ်နဲ့ဒီပြည်နဲ့မိဖုရားဖြစ်ဘယ်တော့မှလက်မခံဘူးကျွန်တော်တို့ကိုခွင့်ပြုပါမိဖုရားကြီး ကျွန်တော်တို့တင့်ကိုစန့်ကျင်ပြီးလက်ထပ်ပွဲကိုမလုပ်သင့်ဘူး။ဒါပေမဲ့မိဖုရားကြီးကိုစိတ်မဆိုးဘူးလို့မျှော်လင့်ပါတယ်။မိဖုရားကြီးကဒေါသထပ်ပြီးအဲ့ဒီနေရာကနေထွက်ခွာသွားတော့တယ်။ရန်နေငယ်ကြပြီးနောက်နန်းတော်နတ်ခတ်စရာတူရောက်လာပါတယ်။အဲ့ဒီအချိန်မှာပဲဖခင်နဲ့မိဖုရားနန်းတော်မှာမရှိကြဘူး။မိဖုရားကြီးကနတ်ခတ်စရာကိုသူမရဲ့အနာဂတ်ကြောင့်မေးမြန်းတော့နတ်ခတ်စရာကတင့်ချီမှာမွေးဖွားလာမယ့်ကလေးကတင်းတွန်းအနေရဖြစ်လိမ့်မယ် ဒါအသိလိုက်တဲ့အခါမိဖုရားကြီးကစဉ်းစားမိပြီးကုကုကိုပြောလိုက်တယ်။ဒါမဖြစ်နိုင်ဘူးအကယ်၍သာအဲ့ဒီမိန်းကလေးရဲ့ကလေးကမန်တကယ်ဘေးရန်နေဖြစ်လာမယ်ဆိုရင်သူ့အရှင်မထားနိုင်ဘူး။ရန်နေငယ်ကြပြီးနောက်ဘယင်အားမိဖုရားကြီးကိုသူ့ရဲ့ဇနီးကိုဝင်ရှိနေပြီဖြစ်ကြောင်းတင်ကောင်းပေးခဲ့တယ်။ဒါအောင်စားတဲ့အခါမိဖုရားကြီးကနတ်ခတ်ဆရာရဲ့စကားကိုသတိရမိရဲ့မဖြစ်ဘူး။ငါချောက်ခွင့်ပြုမှာမဟုတ်ဘူး။ငါအဲ့ဒီကလေးကိုဒီလူလောကရဲ့လာခွင့်ပြုမှာမဟုတ်ဘူး။ နိဗယာကြီးရာသူ့ချေမရဲ့တန်ရင်အတွင်းမှာရှိနေတဲ့ကလေးကိုထိခိုက်နေတာစီဖို့ဖြစ်နိုင်သမျှစူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။ကလေးမွေးဖွားရတဲ့တပြိုင်တည်းထဲကလေးကိုမိဖုရားထာနေယူဆောင်ခဲ့ပြီးတော့မိဖုရားကြီးကဒီကလေးကိုအစာဖြောက်ပြလိုက်တယ်။ဒါပေမဲ့မိဖုရားကြီးတစုံတယောက်တိသွားရင်မသိစရာဘူး။ငါပြောတဲ့အတိုင်းပဲလုပ်ပါ။အစေခံကကလေးကိုယူဆောင်သွားပြီးတော့မိဖုရားကြီးကဘရင်ကိုတော့ကလေးမွေးဖွားပြီးနောက်ဒေဆုံသွားကြောင်းပြောကြခဲ့။ တနေ့ခန့်ကြာပြီးနောက်မိဖုရားနောက်ထပ်ကလေးတအုပ်မွေးဖားခဲ့ပြန်တယ်ဒီစချိန်မှာလည်းမိဖုရားကြီးရအစေခံကလေးကိုတတ်ဖို့ပြောကြခဲ့အဲ့နောက်တော့မိဖုရားစိတ်တော်ကကြောင့်နောက်ထပ်ကလေးတခုကိုထပ်မံမွေးဖားခြင်းမပြုနိုင်ခဲ့ဘူးမိဖုရားကြီးကသူ့မကိုခေါင်းနဲ့ဖိတက်ပစ်ခဲ့ငါတော့ဒီပြဿနာကိုအမြင့်ပြန့်ရှင်းပြလိုက်ပြီအခုတော့ဘသူအားမှကျမအတွက်ဘေးအန္တရာယ်ဖြစ်လာမှာမဟုတ်တော့ဘူးဟွန်းဘသူဖြစ်လာအောင်လဲကြည့်ကြသေးရပါဘောအခုတော့ကျမသားကိုကျမကြိုက်တဲ့မိန်းကလေးနဲ့တက်ဆက်ပေးလို့ရတော့မယ် မိဖုရားကြီးကအဲ့ဒီကလေးနှစ်ဦးတေဆုံးခြင်းနဲ့မိဖုရားတေဆုံးခြင်းတို့နောက်ွယ်မှာသူမလက်ချက်သာဖြစ်တယ်ဒါပေမဲ့လည်းသူမတိလိုက်တာအဲ့ဒီကလေးနှစ်ဦးကြောင့်မဘယ်ကလေးကိုဆိုလိုတလဲဆိုရဲမိကုန်ပဲဖြစ်တယ်တရက်မှာတော့ဘယင်ကဝမ်းနေစွာနဲ့ကြောရင်းမှာတယောက်တည်းရှိနေတယ်အဲ့ဒီချိန်မှာပဲစံနဲ့ရွယ်လှပတဲ့မိကလေးတဦးဖြစ်တဲ့နီလာတတိခုဖို့စူးစမ်းနေခဲ့သူမအမြင်တဲ့အခါဘယင်ကကူညီပေးခဲ့တယ်ကျေးဇူးတင်ပါတယ်ဦးလေးကကျမကိုတတိအများကြီးခုပေးခဲ့တယ် ကြပါရဲ့ကလေးမမင်းကဘယ်ရလဲမင်းရဲ့မျက်လုံးတွေကဘလောက်လှလိုက်လဲအဲ့ဒီမျက်လုံးတွေကငါ့ကိုတယောက်ယောက်တတိယစီရင်ကျမနာမည်နီလာပါဒါပေမဲ့ကျမမျက်လုံးတွေကဘသူ့ကိုတတိယစီရလဲအင်းငါရဲ့ဇနီးကိုပါသူမမှလည်းလှပတဲ့အပြာရောင်မျက်လုံးတွေရှိရဲ့ဒါနဲ့ဒါဆိုရင်တည့်ရဲ့မိခင်ကျမမဟုတ်ဖခင်တူဦးမှာအပြာရောင်မျက်လုံးတွေရှိမှသိကြတယ်ဒါမှသမီးမှာအပြာရောင်မျက်လုံးတွေရှိမှမရှိပါဘူးအဖေနဲ့မေကသူတို့တယောက်လုံးမှာဘသူမှမရှိကြဘူး ိုးကောင်းပါပြီသမီးဘက်မှနေလေပြပြပါအောင်ကျမဒီနားလေးမှာပဲနေပါရယ်ကျမနဲ့အတူတူကျမရင်ကိုလိုက်ခဲ့မလားငါနောက်မှလာခဲ့မယ်အခုငါအိမ်ဖျားတော့မယ်နောက်ကြနေပြီသမီးလဲသွားပါတတိရရပြီဆိုတော့မိဘကြီးစောင့်နေတော့ပြီဒါတို့ပြောပြရနဲ့ဘယင်ဟာနန်းတော်စီကိုပျော်ရှင်စွာနဲ့ထောက်ခွာသွားခဲ့အခုတော့သူကနန်းတော်မှာနေတာထက်တော်ရင်မှာအချိန်ပိုကုန်ဆုံးပြီးတော့နီလာနဲ့တူတူစကားတွေအများကြီးပြောဆိုလေးရှိရဲ့ဟုတ်တယ်နီလာ တမီးသိပါရယ်ဒီနေ့ဦးရဲ့ကလေးသာအသက်ရှင်သင်သင်ရွယ်လောက်ပဲဒါကြောင့်ဦးလျာဒီတော်ထဲမှာအချိန်ဘူကုံဆုံးလာလားအမှန်တိုင်းပြောရရင်တော့ဦးလျာဒီတော်ထဲမှာအပြောင်းအသမီးကိုရှောက်ဖွေဖို့လာခဲ့တာပါဦးလေးလည်းအဲ့ဒီသမီးကိုရှာနေရလားဒီပြည်နယ်ရဲ့ဘရင်ကအပြာရောင်သမီးကိုဖမ်းပြီးတော့သူ့စီယူလာနိုင်တဲ့သူသူလိုချင်တဲ့ဆုလက်ကိုပေးမယ်လို့အမိန့်ထုတ်ထားရဲလို့ကျမကြားခဲ့တယ်ကျမလည်းအဲ့ဒီသမီးကိုတစ်ခါလောက်တော့မြင်ချင်တယ်။ကားမှာပြီးဒါဆိုရင်ဦးလေးကိုအဲ့ဒီသမီးစီရောက်တာနဲ့ သမီးကိုအဲ့တမင်နဲ့တေချာပေါက်တွေ့ခွင့်ပေးပါမယ်။အချိန်နှင်းငယ်ကြာပြီးနောက်တနေ့မှနီလာရဲ့အကိုကောင်းခင်ကတော့တော်လေးကိုဟင်းသီးရရခုဖို့သွားခဲ့တယ်။အဲ့ဒီအချိန်သူကအနှင်းငယ်ခြေတော့ကျိုးဖြစ်နေတဲ့အပြောင်အယောင်သမီးကိုတွေ့လိုက်တော့တယ်။သူကဖြည်းဖြည်းချင်းသမီးလားကိုသွားပြီးတော့သူရဲ့လာပါမှုကိုကျင်းသမီးကိုပုတ်တက်ပေးလိုက်တယ်။ကောင်းခင်ကတော့တော်လေးရဆေးဘဝင်အပြင်တချို့ယူလာပြီးသမီးကိုကုသပေးခဲ့တယ်။ဂျေစုတမားတဲ့ကိုနေလို့ကောင်းသွားပါပြီ ပပပမင်းစကားပြောနိုင်တာလားဟုတ်တယ်ကျမစကားပြောနိုင်တယ်ကျမမော်ဆန်နဲ့တမီတကောင်မှာဒီပြည်နေရဲ့ပရင်မြင့်မြတ်ကျမကိုမြင်ကြရလူတိုင်းကျမရဲ့အသက်ကို ရန်သူလိုသဘောထားကြပါအမှန်တော့ကျမဖရင်မြင့်မြတ်နဲ့စကားပြောစရာတခုရှိပါတယ်ဒါပေမဲ့လူတိုင်းကကျမရဲ့အသက်ကိုရန်သူလိုသဘောထားကြပြီးလိုက်လံဖန်ဆီးကြတယ်ဟုတ်တယ်တရားလာပါမှုကြောင့်ဘသူမဆိုစိတ်ဝင်စားပြီးတော့တင့်ကိုသူတို့အနာမှာထားကြမှာပဲကျွန်တော်နားလေပါတယ် ဒါဆိုလို့ရှင်ဘယင်မင်းမြတ်နဲ့ကျွန်တော်တို့မတွေ့ခင်အထိကျွန်တော်နဲ့အတူတူကျွန်တော်အိမ်မှာလာနေလေဘလို့လဲကျမဘလို့နေရမှာလဲလူတွေဟာကျမကိုသူတို့ကြားထဲမှာရှိနေတယ်ဆိုတာသိသွားရင်သူတို့ကျမရဲ့အသက်ကိုရန်သူလိုသဘောထားကြလိမ့်မယ်။အိုးစိတ်မကူပါနဲ့ကျွန်တော်မှာအဲ့ဒီအတွက်ကောင်းတဲ့နီလန်တစ်ခုရှိရယ်။ကောင်းခင်ကအဲ့ဒီတမင်ကိုသူနဲ့အတူတူ ခေါ်ဆောင်သွားပြီးတော့အိမ်နောက်ဖက်မှာရှိရယ်အခန်းလုံးတစ်ခုမှာဖွက်ထားခဲ့ လူတိုင်းအိပ်ပျော်သွားပြီးနောက်သူဟာသမီးကိုတိတ်တဆိတ်အစာသွားကြည့်ခဲ့တယ်။တခြားတစ်ဖက်နန်းတော်ကဘယင်မီးမြက်ကတော့ဒေါ်ရီယာနေနန်းတော်ကိုပျော်ရွှင်စွာပြန်လာတာကိုနေ့စဉ်မြင်တွေ့ရပြီးတော့မိဖုရားကြီးကစဉ်းစားမိရဲ့။ဘာဖြစ်ကြလဲဒါဒီဘက်ခင်မှာမင်းနန်းတော်အပြင်ဘက်မှာအချိန်ပိုကုန်ဆုံးနေ။ပြန်လာတဲ့ခါမှာတော့မင်းမျက်နှာမှာထူးခြားတဲ့အပြုံးတစ်ခုရှိနေတတ်တယ်။တားပြော်နေအောင်မြင်ရလို့အယံပျော်ပါတယ်။ဒါပေမဲ့အเจ้าကြီးကိုသိလို့ရမလား။ဟုတ်ကဲ့အမေဒေါ်ရီမာနေရဲ့ကလေးတယောက်နဲ့ဆုံဖြစ်ပါတယ်။ ဒါဟာကျွန်တော်သမီးလေးကိုသတိရစေရင်သူနဲ့အတူတူအချိန်ဖြောင်းရတာကျွန်တော်ရမ်းပျော်တယ်။ဇန်နေရွယ်ကလေးမလေးတယောက်ပါဘီဘီအားကြီးလည်းတစ်ခါတလေကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါဘီဘီအားကြီးလည်းသူမနဲ့တွေ့ရတာပျော်မှာပါ။ငါရဲ့ကြောက်ရွံ့မှုမှန်ကန်နေရလားဒါဟာအဲ့ဒီကလေးမလေးပဲလားအဲ့လိုတွေ့ပြီးတော့မိဖုရားကြီးကတိတ်တဆိတ်အဝိရှော်သမလေးနဲ့ဒေသမားရဲ့အိမ်ကိုသွားခဲ့တယ်။ကလေးနှစ်ယောက်ကကစားနေရမြင်တဲ့အခါသူမအံ့ဩသွားတယ်။သူမကကလေးနှစ်ယောက်ရဲ့အပြာရောင်မျက်လုံးတွေကို ။သရင်မီးမြဲရဲ့ကလေးနှစ်ယောက်နဲ့တူညီနေအောင်မြင်ရတော့အံ့ဩသွားတယ်။အဲ့ဒီကလေးတွေဟာဘရင်မီးမြဲရဲ့ကလေးတွေဖြစ်ကြောင်းနားလေသဘောပေါက်သွားတော့တယ်။ဟဲ့စီကမှမင်းငေါ့ကိုလိန်ခဲ့တာမင်းငေါ့ကိုအဲ့ဒီကလေးနှစ်ယောက်ကိုမြေကြီးရဲ့မှာမြှောက်ခဲ့တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူတို့ခုထိအသက်ရှင်နေတော့မယ်။ပြောမင်းဘာလို့အဲ့လိုလုပ်တာလဲ။ခွန်းလို့ပါမိဖုရားကြီးကျမမှားသွားခဲ့ပါရဲ့။ကျမကလေးတွေကိုတယောက်ချင်းစီနှုတ်နယ်မှုရွေးပြီးသွားတဲ့အခါ သူတို့ရဲ့လှပတဲ့မျက်လုံးတွေနဲ့ချစ်စရာကောင်းတဲ့အပြုံးတွေကိုမြင်တော့အဲ့လိုမျိုးမလုံနိုင်ခဲ့ပါဘူး။ကျမတို့ကိုမြစ်ချဲမှာမျောလိုက်တာပါ။ဘသူမှသူတို့ကိုအခုလိုကဲတင်လိုက်မယ်လို့မထင်ခဲ့မိဘူး။ဒီနေ့မင်းငါမျက်စိရှေ့ရနေခြာရထက်သွား။အနီးနားမှာတခါတွေးလို့ရှင်ငါမျိုးအသက်ရှင်ခွင့်ပြုမှာမဟုတ်ဘူး။အစီကံထွက်ခွာသွားတယ်။တခြားတစ်ဖက်မှာမိဖုရားကြီးကနောက်ထပ်တစ်ချိန်ဟန်ဆောင်ပြီးတော့တော်ထဲမှာရှိတဲ့အဝိရှောသမားရဲ့အိမ်ကိုပြန်ရောက်သွားခဲ့တယ်။ အခုတော့ကလေးနှစ်ယောက်ကတောထဲမှာကစားနေကြတာပေါ့သူမကသူတို့နှစ်ယောက်ထံကိုတော့ရှင်သိရေလှုပ်လိုက်တယ်ဒါမှဘသူမှသူတို့မိပြားရေးတက်ခဲ့တယ်ဆိုတာမသိနိုင်ကြရအောင်ပေါ့ဗိုက်စာနေရဲ့ရှင်သိရေကကလေးနှစ်ယောက်ကိုတိုက်ခိုက်ကြတဲ့တပြိုင်နက်တည်းမော်ဆန်နဲ့အပြောင်သမီးကသူတို့ကိုကယ်တင်ခဲ့တယ်ဒါအောင်မြင်တော့မိပြားရေးအံ့ဩသွားခဲ့တယ်ဒါတကယ်ပဲအပြောင်သမီးလားဒါပေမဲ့သူတို့နာမှာဖာလို့နေရတယ်ပြီးတော့သူကဒီကလေးတွေကိုဖာလို့ကယ်တင်ခဲ့ရလဲ အဲ့ဒီချိန်မှာပဲမိဖုရားကြီးလှုပ်ရှားလိုက်တာကြောင့်ချုံဘုတ်တီထရနေအတန်လေးထွက်လာတော့မိဖုရားကြီးလည်းသူတို့မရင်မိအောင်အဲ့ဒီနေရာကနေထွက်သွားရတော့တာပေါ့အဲ့ဒီနေရာမှာနီလာဟာသူ့ရှေ့ရအပြောင်းသမီးကိုမြင်လိုက်ရတော့အံ့ဩသွားတယ်။အကိုဒါအပြောင်းသမီးမဲဟုတ်တယ်ညီမလေးဒီသမီးဟာငါတို့ရဲ့တငယ်ချင်းမှာဗာတကယ်ပဲလားဒါရဲလာပဲဂျေစုတင်မာရဲ့အပြောင်းသမီးအခုစကားပြောဖို့အချိန်မရှိဘူးမင်းတို့နှစ်ယောက်လုံးငေါ့အောင်နန်းတော်ကိုခေါ်သွားပါ ဒါပေမဲ့ဘယ်လိုလုပ်ရမလဲတစုံတယောက်ကကျွန်တော်တို့ကိုမြင်လို့ရှိရင်တပီတော့တည်သွားလိမ့်မယ်ပြီးတော့မင်းရဲ့အသက်အန္တရာယ်ရှိနိုင်တယ်မင်းတို့နှစ်ယောက်လုံးငါ့ကိုတင်းတင်းဖတ်ထားလိုက်ပါ ကလေးနှစ်ယောက်လုံးမော်သမီးကိုဖတ်ထားလိုက်ကြတယ်အပြောင်သမီးကနန်းတော်ရှိကို မော်စန်းအင်းနဲ့ရောက်သွားခဲ့တယ်သူတို့မြင်တဲ့အခါတကားတွေကအလိုလျောက်ပွင့်သွားတယ်ဘီရင်မင်းရဲ့ကသူ့ရဲ့ညီလာခံမှာခြိုက်နေခဲ့တယ်အဲ့ဒီချိန်မှာကလေးငယ်နဲ့ဦးနဲ့အတူတူအပြောင်သမီးကိုနန်းတော်မှာမြင်လိုက်ရတော့ လူတိုင်းထားရဲလိုက်ကြတယ်ပြီးတော့နန်းတော်မှာဆွေးနွေးမှုတွေစတင်ခဲ့တာပေါ့ဘယင်ကသူ့ရဲ့ပလင်မွားနေထားရဲ့ပြီးတော့ဒါငါရဲ့စိတ်ကူလားဒါမှမဟုတ်တကယ်လားငါတို့တကယ်ပဲအပြာအောင်မော်တမီကိုမြင်နေရလားဟုတ်ကဲ့ဘယင်မင်းမြတ်ဒါဟာတကယ်ပါဒါကအစ်စ်မန်တမီမှာဘယင်မင်းမြတ်မင်းကအဆန်းရှိရဲ့တမီလားဟုတ်ကဲ့ဘယင်မင်းမြတ်ဒါကျမရဲ့အကိုပါအပြာအောင်တမီဟာကျမရဲ့အကိုရဲ့တငယ်ချင်းဖြစ်သားကျမဒီနေ့မှတည်ခဲ့ရတာပါသူကျမတို့ရဲ့အသက်ကိုကယ်ခဲ့တာပါ အဲ့ဒီအချိန်မှာပဲဘုရင်မင်းမြတ်ကဒီတမင်ကိုဘုရင်ရဲ့သွေးသားရင်းကလေးရတာဖမ်းနိုင်တယ်လို့ပြောကြားခဲ့တဲ့လျှဝက်စမ်းကြဲတဲ့မုတ်ဆိုးရဲ့စကားကိုတရိယာမိရဲ့ဘုရင်မင်းမြတ်နဲ့နဲ့ဆိုင်ဆိုင်စဉ်းစားနေရမြင်တော့တမင်ကပြောလိုက်တယ်ဘုရင်မင်းမြတ်အဲ့ဒီရဲ့တဲ့အကြောင်းစဉ်းစားနေရလားဟုတ်တယ်ပြီးတော့မင်းဘလို့သိရလဲအိုးပြီးတော့မင်းစကားပြောနိုင်တာလားဟုတ်ကဲ့ဘုရင်မင်းမြတ်ကျမပဲအဲ့ဒီရဲ့တဲ့ကိုအဲ့ဓာရီအားလုံးပြောဖို့ပြောခဲ့ရပါပြောပါမင်းဘယ်သူလဲ မင်းရဲ့ဒီအပြာရအစွမ်းနောက်မှာဘာလို့ဝက်ချက်တွေရှိနေရလဲဒီကလေးတွေကဘာတူတွေလဲအရာရာငါ့ကိုရှင်းရှင်းလင်းလင်းပြောပြပေးပါဘေးရင်မင်းမြတ်ကျမရှင်းရဲ့ဇနီးပါဒီကလေးနှစ်ယောက်ဟာကျမတို့ရဲ့ကလေးတွေပါအပြာသမီးရဲ့စကားကိုကြားလိုက်ရတော့နန်းတော်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ဘေးရင်မင်းမြတ်ရဲ့မျက်လုံးတရားလေးမျက်ရည်စီးကြလာတယ်ဒါဘလို့ဖြစ်နိုင်ပါလဲကျွန်တော်တို့ရဲ့ကလေးနှစ်ယောက်လို့မွေးဖွားပြီးတာနဲ့တေဆုံးခဲ့တာမဟုတ်ဘူးလားပြီးတော့ကျွန်တော်ဇနီးကလည်းလွန်ခဲ့တဲ့ဆယ်နှစ်ကကွဲလွန်ခဲ့တာ ကျွန်တော်ကိုယ်တိုင်သူမရဲ့စာပနာကိုတက်ရောက်ခဲ့တယ်။ဘီမင်းမြတ်ပြောတာလည်းမှန်ပါတယ်။ကျမပြောတာလည်းမှန်ပါတယ်။ဒါတွေအားလုံးတင့်မေယာလုပ်ခဲ့ရပါ။တင့်မေယာကျမရဲ့အသက်ကိုတတ်ခဲ့တာပါ။ဒါမှကျမနောက်ထပ်ကလေးတယောက်ကိုထပ်မွေးဖွားခြင်းမပြုနိုင်ပါ။သူမကကျမရဲ့ခန္ဓာကိုတတ်ခဲ့ပေမဲ့ကျမရဲ့စိတ်ဝိညာဉ်ကကျမကလေးတွေအတွက်ရှောက်လန်းနေခဲ့တာပါအဲ့ဒီချိန်ကောင်းခင်ဘဝနဲ့သမီးတစ်ပါးကကျမကိုသူမနဲ့တူတူခေါ်ဆောင်သွားပြီးဒီလိုဘဝနဲ့ရောက်လာခဲ့တာ ကျမတို့မကိုကျမခင်မဒီမန်တရားကိုပြောပြဖို့ကုညီပေးဖို့တောင်းပန်ခဲ့။သူမကကျမစကားကိုနားထောင်ပြောကျမကိုခွင့်ရပေးခဲ့တယ်။ပြီးတော့ကျမကိုတမီတကောင်ဖြစ်နေပြောင်းလဲပေးခဲ့တယ်။မော်တမီရဲ့စကားကိုကြားလိုက်ရတော့ဘီရင်မင်းမြတ်ဟာကြီးမားတဲ့စိတ်တော်ကောင်ကိုခံစားရတယ်။အပြောင်တမီဟာ သူ့မိဖုရားကြီးဟာသူ့ရဲ့ကလေးတွေကိုတတ်ဖို့ဘလို့ကြံစီခဲ့ပုံကိုပြောပြတယ်။အဲဒီအပြင်အဝိရှော်တမလေးရဲ့အိမ်ကိုရောက်ရှိလာပြီးတော့ ကြံစီခဲ့ပုံလေးပြပြခဲ့တယ်။ဒါရီယာတော့တိတော့ဘရင်ကမိဖုရားကြီးကိုအကျယ်ဆုံးနဲ့ဖမ်းချုပ်ထားလိုက်တော့တယ်။ကျွန်တော်ကိုခွင့်လွှတ်ပါ။အစ်စ်ကျွန်တော်ကိုခွင့်လွှတ်ပါ။ကျွန်တော်ဟာကောင်းတဲ့ခင်မိုးတရားမဖြစ်နိုင်ခဲ့ဘူး။ကောင်းတဲ့ဖခင်တရားလည်းမဟုတ်ဘူး။ကျွန်တော်ကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးပါ။ကျွန်တော်တို့နဲ့အတူတူနေပါ။ကျွန်တော်တို့နဲ့အတူတူနေပါဦး။မဖြစ်ဘူး။ကျမကြောင်မလုံနိုင်ဘူးဘရင်မင်းမြန်။အခုကျမသွားရတော့မယ်။တို့အမှန်တရားသိရနဲ့ကျမနဲ့တမီးနဲ့အတူတူပြန်သွားရမယ်လို့ကတိပေးခဲ့တာ။ မတော်နဲ့မတော်ပါနဲ့မတော်နဲ့အပြောင်သမီးဟာသူမရဲ့မူလပုံစံအဖြစ်ကိုပြန်ဖြစ်လာပြီးတော့ကောင်းခင်ကနေဇွန်းလာတဲ့နတ်သမီးနဲ့အတူတူကောင်းခင်မောင်ကိုပြန်လဲထွက်ခွာသွားခဲ့တယ်။အဲဒီနေရာမှာဘယင်မင်းမြတ်ဟာသူကလေးနှုတ်ကိုချစ်ခင်မြတ်နိုးစွာနဲ့ပုတ်သက်ပေးခဲ့တယ်။သူတို့ကိုဖြူစုဆောင်ရှောက်ခဲ့တဲ့အဝိရှောသမားနဲ့သူမရဲ့ခင်မောင်ကိုလည်းနန်းတော်ကိုခေါ်ဆောင်လာခဲ့။အဲဒီနောက်တော့အတူတကွဆက်လက်နေထိုင်သွားကြပါတော့တယ်။